thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငင်းလင်းလုပ်ပြီးနောက်မင်းအောင်လိုင်းရဲ့နေအိမ်ပြည့်စည်မှုတချို့ဖြစ်ပေါ်လို့တာသမီနဲ့မြင်းများကိုအထူးရဟန်းရင်နဲ့ရန်ကုန်သို့ပြောင်းရွှေ့ပေးခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငင်းလင်းလုပ်ခဲ့ပြီးရဲ့နောက်အကြံဖက်စကောင်းဆောင်မင်းအောင်လိုင်းရဲ့နေအိမ်ပြည့်စည်မှုတွေဖြစ်ပေါ်ခဲ့ကနေပြည်တော်မှာရောက်ရှိနေတဲ့တာသမီနဲ့မြင်းတွေကိုအထူးရဟန်းရင်နဲ့ရန်ကုန်ကိုပြောင်းရွှေ့မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်။ မလာ၂၈ရက်နေ့နေ့လယ်၁၂နာရီ၅၀မိနစ်ချိန်ပြင်အား9.3အဆင့်ရှိငလင်ကြီးလောက်ခတ်ခဲ့ရမှာနေပြည်တော်ခြောက်လုံးတန်းရှိမြင်းအောင်လိုင်းရဲ့နေအိမ်မှာလဲထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်းအဲ့လိုပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်နေပြည်တော်မှာရောက်ရှိနေတဲ့မြင်းအောင်လိုင်းရဲ့သားအောင်ပြေဆုံးတမီခင်တီတမောနဲ့မြေတချို့ကိုအထူးရဟတ်ရင်နေနဲ့ရှန်ကုန်ကိုပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။မြင်းအောင်လိုင်းမှာသားနဲ့တမီမှာပေါက်ဖွားလာတဲ့မြင်းငါးဦးရှိပြီးအဲ့ဒီမြေတွေကမြင်းအောင်လိုင်းရဲ့လူယုံမောင်မောင်နိုင်ရဲ့ညီအကိုတော်ဆက်သူဒေါက်တာမောင်မောင်လက်လက်ကီမန်ဘတ် ရီနဲ့တာယာလုပ်ငန်းဒါရိုက်တာနဲ့ဇနီးဖြစ်သူချောစုလိုင်းတို့ဖွင့်လှစ်ထားတဲ့ EMPS ကျောင်းမှာပညာသင်ကြားနေကြကြောင်းကျောင်းပိန်ရက်တွေနဲ့ကျောင်းသားချိန်တွေမှာမင်းအောင်လိုင်းရှိတဲ့နေပြည်တော်ကိုတွားရောက်လည်ပတ်နေရှိကြောင်းသိရပါတယ်မင်းအောင်လိုင်းရဲ့တာအောင်ပြေဆောင်မှာတမီအကြီးချစ်ပိုးကခင်ငင်းချမ်းပြေဆောင်လိုက် ခင်ဖုံးမြတ်ပြည်စုံလိုင်းကောရွှေပိုးနဲ့အငယ်ဆုံးကလေးအပါဝင်တမီသုံးရှိကြောင်းတမီခင်တိရီတမွန်မှာတော့ဤပိုးကောအေဂရီတမွန်လိုင်းနဲ့မီပိုးကောမီပရန်နီတမွန်လိုင်းတမီနှုံးရှိကြောင်းသိရပါတယ်။ပုံမှန်အားဖြင့်မင်းအောင်လိုင်းနဲ့ဇနီးတို့ကတကြံအားလိုက်ရက်တွေမှာပြင်ဦးတွေမှာတာတမီမျိုးတွေနဲ့အတူအချိန်ပြုံးလေးရှိကြောင်းအဲ့ဒီအချိန်ဒီမှာလဲစစ်တပ်ရဲ့အထူးရဟန်းရင်ကိုမိသားစုအတွက်သုံးဆွဲလေးရှိကြောင်းသိရပါတယ်။ဆလတ်ပြီးအာနာသိန်းတက်များကအပြင်အခက်ရက်စဲထားမှုကိုအခွင့်ကောင်းယူလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီဘက်မှရက်20ကြာအပြင် င့်ခတ်ရက်စဲတယ်လို့ကြေညာထားတော်လဲ24နာရီမပြည့်ခင်မှာပဲကချင်ဒေသတွင်ဗမော်အင်းတော်ကြီးနဲ့ဝိုင်းမော်မျိုးတွေမှာတိုက်ခိုက်မှုတွေပြန်လည်စတင်နေပြီဖြစ်တယ်လို့ကချင်လွတ်လပ်ရေးတပ်မှပြောခွင့်ရဗိုလ်မှူးကြီးနောက်ဘူးကအတည်ပြုပြောဆိုခဲ့ပါတယ်။ အပြစ်ခန့်ရက်စဲနေဆိုတော့လေတကယ်တမ်းမှအမြေပြင်ထိုးစစ်ဆိုလို့မမေ့ရမရှိပဲပုံကျဲတက်ခိုင်းမှုကိုရက်စဲလိုက်ခြင်းသာဖြစ်ပါတယ်ဒီလိုရက်စဲတယ်လို့ပြောရခြင်းကပဲ၎င်းတို့မပြောခြင်းတော့နိုင်ငံအတွင်းပြည်တွင်းစစ်ကြီးဖြစ်ပွားနေတာကိုအတိမတ်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်နောက်တစ်ကြောင်ကမင်းအောင်လိုင်းကဘန်ကောက်ကိုရောက်ရှိနေကြမျက်နှာပန်းလောက်အောင်ရည်ရွယ်ခြင်းလည်းဖြစ်ပါတယ်နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့အစည်းကပဲလက်တစ်ဖက်ကငွေတောင်းပြီးကြံလက်တစ်ဖက်ကပုံကျဲနေတယ်လို့ကောင်းစင် တက်ခါတင်ညာချက်ထုတ်ပြန်ခဲ့ပါတယ်တနင်္လာနေ့ကကချင်ပြည်နယ်အတွင်းစစ်တပ်နဲ့တပ်ဖွဲ့ထွက်ခွာလာတဲ့ လူငယ်တွေကိုပုံချင်းတိုက်ခိုက်ခဲ့လို့38ဦးကြာဆုံးသွားတယ်လို့သိရပါတယ်။ပိုပြီးစိုးရင်စရာကောင်းတာကအမျိုးသားညီညွတ်ရေးအစိုးရမှနှစ်ပတ်ကြာအပြစ်ခံရဲစင်းကိုခွင့်ကောင်းယူပြီး PDF များထိန်းချုပ်နေမျိုးတွေဖြစ်တဲ့မုံရွာမန္တလေးလမ်းမကြီးတစ်လျှောက်မြင်းမူချောင်းမုံရွာဒေသတွေကိုစစ်ကူများအလုံးရင်းနဲ့ပို့ဆောင်နေရဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီသတင်းကိုချောင်း PDF ဖွဲ့တွေကသတင်းဌာနကိုထုတ်ပေါ်အသိပေးလာတာပါ။အခုခါစစ်ကောင်စီကမိုင်၈၀ရှီလျားတဲ့မဟာပြူဝရရေးပါတဲ့မန္တလေးမုံရွာလမ်းမကြီးကိုအပီးပိုင်ထိန်းချုပ်နိုင်ဖို့ စ조사လာတာဖြစ်ပါတယ်။ဒီလမ်းမကြီးကရခိုင်ပြည်ရဲ့တပ်များနဲ့၎င်းတို့ကိုမကြခဏချုံကိုတိုက်ခိုက်ခံနေရလို့မသွားရမလာဖြစ်အောင်နေရမှာအခုအခါ၎င်းတို့ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာမုံရွာကိုရင်းရင်းတင်းတင်းသွားလာနေကြတယ်လို့ဆိုပါတယ်။မင်းအောင်လိုင်းကိုတိုင်းကတပ်များရွှေပြောင်းလှုပ်ရှားမှုကိုပဲအပြစ်ခံရစရင်မဟုတ်လို့အတိတ်ပဲဖွင့်ဆိုထားခဲ့ပြီးဖြစ်ပါတယ်။စောင့်ထိန်အပ်တဲ့ကိုချင်းတိတ်ခါတရားဆိုတာက၎င်းတို့စစ်အနိုင်ရကြီးရဲ့ဦးစားပေးအစီအစဉ်နဲ့မှအောက်ဆုံးမှထားနေတဲ့အကြံဖက်ဖွင့်နေရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကြာသာပရိနေတီတည်ဆောင်းသူအရေအတွက်3885တန်ရာရသူ9455နဲ့ပျောက်ဆုံး939ထိရှိလာတော့လဲပြည်ရင်းပြည်ပါကဲဆဲထောက်ပံ့ရေးပစ္စည်းများအလုံးသက်ဆိုင်ရာအာဏာပိုင်များတန်ယုံများရဲ့ခွင့်ပြုချက်ယူရမှာဖြစ်ပြီးနေပြည်တော်ကတဆင့်သွားရမယ်လို့ကြေညာချက်ထုတ်ပြန်လာပါတယ်။ငလန်တန်တင်သူ3တန်ကန့်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ချင်းတောင်ဆောင်များအရေးပေါ်လိုအပ်နေပြီးတောက်သုံးရင်ရရှိဖို့ရေပန့်တွေမှာပို့73စီပြက်လက်နေရလို့ဆိုပါတယ်။ပြည်ပခင်ရောက်ရှိနေတဲ့နိုင်ငံအကြီးအကဲတွေအလုံးက ၎င်းတို့နိုင်ငံအတွင်းစုစုဝဝဖြစ်မှုတွေကြုံနေရတဲ့အခါတိုင်းလက်ရှိရောက်ရှိနေတဲ့နေရာမှာခီးစဉ်ကိုဖျက်သိမ်းပြီးလည်ပြန်သွားရတော့လဲမင်းအောင်လိုင်းကတော့နိုင်ငံအတွင်းမှာပဲဖင်တကြွကြွဖြစ်နေပါတယ်။၎င်းသွားမဲ့ခီးစဉ်ကလည်းဘလို့မှအရေးမပါတဲ့အစည်းအဝေးမျိုးတက်ဖို့သာဖြစ်ပါတယ်။နိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ်းမဲ့တပတ်ကြာကြီးညာထားစိန်မှာပြပခီးထွက်သူနိုင်ငံကောင်းဆောင်ဆုံးလို့သူတော်ဦးနဲ့သာရှိပါတယ်။လက်ရှိမှာဝါစီဆက်ယုံထွန်းငွေသား7.5ဘီလီယံဒေါ်လာတန်240ခန့်သုံးစွဲမယ်လို့ပြောလာတာပါ။ဘန်ကောက်ရှိရှန်ဂရီလာစိန်ခန့်ဟိုတယ်ကြီးမှာ င်းနေတဲ့မင်းအောင်လိုင်းကိုလည်းတနိုင်ငံလုံးကမုံတိနေကြတာဖြစ်လို့အိန်ရှင်တိုင်းမှလုံခြုံရေးအထက်ထက်ချထားပြရပါဦးမယ်မင်းအောင်လိုင်းကိုလည်း၎င်းတို့အင်တာပိုမှဖမ်းပြီးအာဂျင်တီးနားပြန်မပို့ပါဆိုတဲ့ကတိခံဝင်ချက်ကိုလည်းထိုင်းမှာပေးရအောင်မှာဖြစ်ပါတယ်။၎င်းကိုလေးစိမ့်မှာအစားကောင်းဆောင်နေခဲ့သူဂုံပြုခန့်တပ်ဖွဲ့နဲ့ဝင်ကြီးချုပ်ကိုတိုင်းကြိုးစိုးခဲ့ခြင်းမရှိဘဲဝင်ကြီးအစင်ရှိသူနဲ့လူစီအောင်တန်ယုံမှမာလီပါမကျန်းခေါ်လာတာကိုတွေ့ရပါတယ်။ ဧပြီလ၄ရက်နေ့မှာထိုင်းရှိမြန်မာအလို့သမားများအနောက်ရဝတ်စုံကိုဝတ်စင်က၎င်းကိုစန့်ကျင်ကြဝိုင်းဝန်းဆန္ဒပြဖို့ຫນွေဦးတော်လိုင်းတပိတ်အင်အားစုတွေကလှုံ့ဆော်ထားပါတယ်။ဂျာတာပရီနေရှင်နောက်ချက်တွဲပြင်အားနေတသမရှင်မှ9.5ရှိငလင်အကြိမ်ပေါင်း66ကြိမ်လှုပ်ခတ်သွားခဲ့ပြီဖြစ်တာဟုတော့မိုးလီဝတ်သားနယ်ဇလားပီလာကကြေညာခဲ့ပါတယ်။အခုချိန်ဒီစစ်တပ်ဘက်မှလူအင်အားအလုံးရင်းနဲ့ခိတ်ဆိတ်လုပ်နေတာကိုမတွေ့ရသေးပဲဒေတာပရာဟိတအသင်းတွေကငလင်တန်တဲ့ပြည်သူတွေကိုအစားအသောက်ရင်းနဲ့လိုအပ်တာတွေကူညီပံ့ပိုးပေးနေတာကိုတွေ့ရတယ်လို့မန္တလေး ကိုင်းကိုကိုးကြောင်ခိုးဝက်ဝင်ရောက်သွားခဲ့တဲ့ BBC သတင်းဖွဲ့ကပြောပါရယ်။ ထရန့်ရဲ့မြန်မာပေါ်ဆက်ဆံခဲ့မှုအားကိုလည်းဒီမိုကရက်တစ်တက်လွတ်တော်မတ်ချောက်ကပြင်းပြင်းထန်ထန်ဝေဖန်ရှုံချထားတဲ့စာကိုလက်မှတ်ရေးထိုးပြီးနိုင်ငံတိုင်းဝင်ကြီးနဲ့ဗန်နိုင်းဝင်ကြီးတန်ပေးပို့လိုက်တယ်လို့သိရပါတယ်။ဒါပေမဲ့မြန်မာပေါ်၎င်းတို့ဘလို့ပဲဆက်ဆံခဲ့စင်ကမှုအမေရိကန်နိုင်ငံသားတွေကဘလို့မှနေမှာမဟုတ်စရာကိုထရန့်ကတည်ထားပြီးဖြစ်ပါတယ်။လက်ရှိမှာနိုင်ငံပေါင်း15နိုင်ငံမှာကယ်ဆယ်ရေးဝန်ထမ်း1900ရောက်ရှိနေပြီးကယ်ဆယ်ရေးလေယာဉ်အခောက်ရေ53ကောက်ဆင်းသက်ပြီးဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။ အရရော်မျိုးနဲ့စစ်ကူအင်အားဖြည့်ဖို့သွားတဲ့စစ်ကြောင်းမှာအရရော်မုံရွာလမ်းပိုင်းတနေရာမှာတိုက်ပွဲဖြစ်တာပါလော်လော့စေတိုက်ပွဲဆက်ဖြစ်နေပါတယ်လို့မုံရွာကရန် MS19 တိုင်ရင်ရှောင်းနီတိုင်ရင်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အစိုးရတိုက်ခိုက်မှုကိုမုံရွာကရန်ပြူဟာ66စစ်ကြောင်းမုံရွာကရန် MS19 26 27တိုင်ရင်မုံရွာကရန်တိုင်ရင်20 22 28 29 24အရရော်မျိုးနဲ့ပါကဖာတိုက်နယ်အမှတ်30စတင်မုံရွာမျိုးနဲ့ပါကဖာတိုက်နယ်အမှတ်2အရရော်မျိုးနဲ့ပါလာဖာ BLDF Golden Eagle Force Vanu Mouse Revolution Force Special Revolution Force အဖွဲ့အစည်းနဲ့အတူအခြားမဟာမိတ်ဖွဲ့များပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အကြမ်းဖက်စကောင်ဆောင်မှနိုင်ငံရေးပြဿနာတွေကိုငြိမ်းချမ်းစွာတွေးဆဆွေးနွေးဖြေရှာဖို့မူဝါဒမရှိကြောင်းလေကြောင်းတိုက်ခိုက်မှုတွေကတက်တည်ပြနေရလို့အင်အီဆိုတဲ့ကြောင်းတင်ဆက်ပြပါမယ်။အကြမ်းဖက်စကောင်ဆောင်တွေမှနိုင်ငံရေးပြဿနာကိုငြိမ်းချမ်းစွာတွေးဆဆွေးနွေးဖြေရှာဖို့မူဝါဒမရှိကြောင်းလေကြောင်းတိုက်ခိုက်မှုတွေကတက်တည်ပြနေကြောင်းအင်အီပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခကပြောပါရယ်။ဇန်နဝါရီလ10ရက်နေ့ရခိုင်ပြည်ရန်ပြည်ကျွန်း ်ကြောင်းလီမော်ကျင်းရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့အတွက်ပြည်သူ၄၀သေဆုံးပြီးတဲ့နောက်အေအေပြောခွင့်ရပုဂ္ဂိုလ်ခိုင်ဒုက္ခကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အပါဝင်စစ်ကောင်စီမှနိုင်ငံရေးရပြည်ထနာများကိုငြိမ်းချမ်းစွာတွဲဆုံဆွေးနွေးအပြေရှာဖို့မူဝါဒမရှိတာကိုလေကြောင်းတိုက်ခိုက်မှုတွေကရှင်းလင်းဖော်ပြနေကြောင်း၎င်းကဆိုပါတယ်။အကြံဖက်စစ်ကောင်စီရဲ့အကြံဖက်ဆုံးရွားတဲ့ဒီစတိုက်ကျူးလွန်မှုတွေကိုကြည့်ရင်သူတို့ဖက်စစ်စစ်ကောင်ဆောင်တွေဘက်မှနိုင်ငံရေးပြည်ထနာတွေကိုငြိမ်းချမ်းစွာတွဲဆုံဆွေးနွေးအပြေရှာဖို့မူဝါဒမရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြနေတာဖြစ်တယ်လို့ခိုင်တုခကဆိုပါတယ်။အကြံဘက်စက်ကောင်စီအနေနဲ့အယက်သားပြည်သူတွေကိုဦးတည်တိုက်ခိုက်နေခြင်းကစိတ်ရဆွေးမှုကျွလွန်ခြင်းဖြစ်တဲ့အပြင်နိုင်ငံတကာစံချိန်ဆန့်ညွန်းဖြစ်တဲ့ဂျနီဗာကွန်ဗင်းရှင်းကိုလည်းချိုးဖောက်နေကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။ဖာတိုက်ပွဲမှာမရှိဘဲတည်ငြိမ်အေးချမ်းနေတဲ့နေရာကအယက်သားပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိဖြစ်ခတ်တပ်ဖြတ်မီးလောင်တိုက်သွင်းဖြစ်တဲ့အကြံဘက်စစ်ဖက်စစ်စက်ကောင်စီရဲ့လုံရက်ကအထူးယုံမှရက်ဆက်တရေဘောကြောင့်သူတို့ရဲ့လူမဆန်တဲ့လုံရက်ဖြစ်ပါတယ်။ဒါကဆိုးရွားတဲ့စိတ်ရဆွေးမှုဖြစ်တယ်လို့ ဇနီဘာကွန်ဗန်းရှင်းကိုလည်းပြောင်းပြောင်းတင်းတင်းချိုးဖောက်တာဖြစ်ပါတယ်လို့ခိုင်တုခါကပြောပါတယ်အခုကအေကရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း14ခုကိုတိုက်ခိုက်သိမ်းပန်းထားပြီးတိုက်ပွဲတွေမှာရခိုင်ပြည်နယ်ထိစပ်နေတဲ့အေရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့အထိပါတပြေးပြေးကျေပြန့်လာနေကြောင်းစစ်ရေးတရင်အရင်မြစ်တွေစင်ကသိရကြောင်းဖော်ပြပါရှိပါတယ်ရှင်